ဲ့တော့ပြည်ပြတ်သွားပြည်ရောက်သွားတယ်အဲ့တော့အဲ့ဒီတန်းချောင်းကိုကျွန်တော်တို့ကြောင်းတက်ရတာကအဲ့တော့ကျွန်တော်တို့ရွာနဲ့တန်းချောင်းရှိတဲ့ရွာကြီးနေကအမိုင်တော့ဝေးတယ်ဗျာ အဲ့ဒီရွာကြီးနဲ့ကျွန်တော်တို့ရွာရဲ့ကြားမှာရွာနှွေရအဲ့ဒီရွာနှွေရကိုဖျက်ရတယ်ပြီးရင်လေကွင်းတွေကစင်းရိုးတွေဖျက်ရတယ်အဲ့တော့ငါတော့ကျွန်တော်တို့အညာဒေတာကဆိုပေမဲ့လို့ဘူပဲအညာဒေတာဖြစ်ပေမဲ့လို့ကျွန်တော်တို့ငငယ်တုန်းက ရာသီဥတုကအခုလိုမဟုတ်ဘူးဗျအခုရာသီဥတုတွေကတော့ကျွန်တော်တို့နှင်းကိုမမြင်ဘူးだကြာပြီပေါ့ကျွန်တော်ငယ်ငယ်တုန်းကအဲ့ဒီကျောင်းစလိုက်တဲ့အချိန်တုန်းကတော့ကျွန်တော်တို့အရက်တွေမှာနင်းนี่ပိတ်နေတာဗျာမနေ့ကင်းကျွန်တော်ကြောင်းသွားတယ်ဆိုရင်နင်းนี่ပိတ်နေတယ် ဲ့နှင်းပိတ်ပိတ်ကြီးထဲမှာပဲကျွန်တော်တို့ကအောက်ကလည်းနှင်းနေကြတာဆိုတော့လေကစင်းတွေຢາခင်းတွေနှင်းမှာနှင်းသီးလေးတွေခိုးဥနေအခုပြန်မြင်အောင်ရင်လွမ်းတော့လွမ်းသေးရဲ့ဘောလို့ကြည်နူးစရာပေါ့ဒါပေမဲ့အဲ့တုန်းကတော့ကျွန်တော်တို့ကကြည်နူးစရာလို့မခံစားရသေးပါဘူး အခန်းစားတက်သေးတော့ကြည်နူးစရာလို့လည်းမထင်ပါဘူးကျွန်တော်တို့ဒီအဲ့ဒီနှင်းတော်ကြီးတွေကိုဖြတ်ပြီးတော့အဲ့နှင်းသီးတွေခိုးနေမြက်တော်တွေကိုဖြတ်ရတယ်အပင်လေးရှိနေတဲ့ဝါပင်တို့နှမ်းပင်တို့ရှိနေတဲ့ရာခင်းတွေတွေကိုဖြတ်ရတော့ကျွန်တော်တို့မှကြောင်းရောက်လို့ရှိရင်အောက်ပိုင်းနေရွှဲလို့ဆိုးလို့ ဲ့လိုယာဒီဥရုကအဲ့လိုအေးနေတော်လဲပဲကျွန်တော်တို့မှာကျွန်တော်မိဘတွေကဆောင်းလဲဆောင်းမလို့မိုးလဲမိုးမလို့ကျွန်တော်တို့ကိုမိုးဝေးအင်ကြီးရယ်ဆောင်းဝေးအင်ကြီးရယ်လို့တိတက်မစင်မြန်းနိုင်ပါဘူးဒါကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးဗျမဟုတ်ဘူးကျွန်တော်တယောက်လုံးပဲရောက်တဲ့မှာဆိုရင်ကျွန်တော်နဲ့ တောင်းတက်ဖို့တငယ်ချင်းတွေရှိတယ်မိန်းကလေးရောယောက်ျားလေးတွေရော